မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလီကြောင့်အထင်အောင်ဆုံးပြောရမယ်ဆိုရင်တော့မန္တလေးစကိုင်းမြို့တွေကိုပြရမှာပါအဲ့ဒီတဲကနေရွေးထုတ်ပြီးအထင်အောင်ဆုံးနေရာကိုပြရမယ်ဆိုရင်တော့စကိုင်းဗီလာကွန်ဒိုဦးလာသိန်းပိမန်အရှိရဲ့နေရာလေးဖြစ်ပါတယ်စကိုင်းဗီလာကွန်ဒိုကိုပြောချင်တယ်ဗျဦးလာသိန်းပိမန်ကတော့ပြိုကျသွားတယ်ဆိုတာထားပါတော့နှစ်ပေါင်းများစွာကတည်းကစွန့်လုခဲ့တဲ့ပိမန်ကြီးဖြစ်လို့ပါဒါပေမဲ့စကိုင်းဗီလာကွန်ဒိုကတော့ ရောင်းတင်ထားမှာ2020ဝန်းကျင်ကဖြစ်ပါတယ်။ဒီကွန်လိုရဲ့တန်တန်ဟာ9နှစ်6နှစ်ဝန်းကျင်ပဲရှိပါတယ်။ဒီ9နှစ်6နှစ်တန်တန်ဝန်းကျင်ရှိတဲ့ကွန်ဒိုဟာဘာကြောင့်အဲ့ဒီလိုမျိုး60ရာခိုင်နှုန်းနီးပါးကြီးပြိုကျပျက်စီးသွားတာလဲ။ Sky Villa ကွန်ဒိုဟာငလျင်တန်အာမခံပါတယ်ဆိုပြီးဂတိပေးပြီးတော့စောက်ခဲ့တဲ့ကွန်ဒိုလည်းဖြစ်ပါတယ်။နောက်ပြီးတော့ကွန်ဒိုကိုစစ်ဆေးကော်မတီတွေကလည်းအတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီလူတွေအကုန်လုံးဟာတောင်းယူမှုတောင်းဝင်ခံမှုရှိရမှာပါ Sky Villa ကွန်ဒိုကိုစောက်စောက်ခဲ့တဲ့သူတွေကိုကြည့်ရအောင် Sky Villa ကွန်ဒိုကိုစောက်စောက်ခဲ့တာကတော့ NDL Construction Company နဲ့စင်ယူကောင်ဦးနိုင်ထွန်းလင်းနဲ့ဇနီးတော်တသက်ခိုင်ပါငလင်တကံဖောင်ဒေးရှင်းလို့အာမခံထားပြီးအဆောင်ရဲ ABC ၃ဘက်မှာအနောက်နှစ်ပိုင်းကလုံးလုံးလျားလျားပြိုကျသွားပါတယ် အရှိတပိုင်းကမြေပေါ်မှာ၆လပဲကြာအောင်ဘလို့တိဆောက်ထားလဲမိကောထုတ်ရမှာပါမိကတိုက်ဟောင်းတွေဟာဆူဆူဝါဘာမှမဖြစ်ပဲငလင်းတန်းခံဆိုပြီးရောင်းချခဲ့တဲ့၅နှစ်တက်တန်းလောက်ပဲရှိတဲ့တိုက်ကဘာကြောင့်ဒီလောက်ထိပြိုကျရတာလဲဝဲသူလူတွေကိုလိမ့်လဲရောင်းချခဲ့တာလားယုံကြည်စွာဝယ်ယူခဲ့တဲ့ယာချီတဲ့မိသားစုတွေရဲ့အသက်ကို စတေးခဲ့တာလားပြည်သူတွေကဒါကိုသိကြပါလေ စကိုင်းပြည်လာကွန်ဒိုပြိုကျောင်းမှုအတွက်တာဝန်မှုတာဝန်ခံမှုကိုသိကျင်ပါတယ် NDL construction ကတော့လက်ရှိအချိန်မှာဒီကိစ္စနဲ့ပတ်သက်ပြီးသူတို့ကိုလည်းရှားလို့မရပါဘူးဘယ်ရောက်လို့ရောက်နေမှန်းတော့မသိပါဘူးဒီ NDL construction ကနောက်ထပ်ဆောက်လုပ်ခဲ့တဲ့အဆောက်အုံတွေကလည်းဒီလိုမျိုးပဲလားဝေဖန်မှုတွေများကြီးရှိနေပါတယ်။ Sky Villa Konoji တိဆောက် PCB မှန်မှန်ရဖေဖော်ဝါရီ27 2020ကတင်ခဲ့တဲ့ ကြော်ညာ post မှာတော့ Sky Villa ကိုလို့တဲ့ Smart City မြို့သူမြို့သားတွေအတွက်တည်င်းကောင်းနဲ့ကွန်ဒိုဒမိုတန်ပါဆန်ဒေါင်းပေးမဲ့ပေးချေုံနဲ့ Smart အကြဆုံးနေထိုင်နိုင်မဲ့ကွန်ဒိုခန်းပေါင်းများစွာပိုင်ဆိုင်နိုင်မဲ့ခွင့်ရကို Anti Construction ကယူဆောင်လာပါပြီတဲ့ February 22 23 24သုံးရက်မှာ Sky Villa Condo မှာကိုလိုရောင်းပြပွဲတွေလုပ်မယ်ဆိုပြီးတော့တီလင်းကျင်ညာခဲ့ပါတယ် အဲ့ဒီ sky villa ကွန်ဒိုမှာမန္တလေးမြို့ရဲ့အကြီးဆုံး rooftop bar ပါတယ်ရေကူးကန်ခလေးကစားကွင်းအကစားလို့ဘဂျင်းလေးပါတယ်ဒါကြောင့်ဒီနေ့ချိန်ထိလူကြိုက်များဆုံး ဖြစ်တဲ့ကွန်ဒိုဟာလည်း sky villa ကွန်ဒိုပါပဲတဲ့နန်းရှိစိတ်ညရွက်ရေစစ်ကန်ဒီမှာရှိပြီးတော့အလွာစနှစ်လွာရှိလို့မန္တလေးမြို့ရဲ့မြင်ကွင်းကျဲခံစားနိုင်တဲ့ကွန်ဒိုပါပေါ်မဲ့ facility ကတော့ rooftop bar ရေကူးကန်နဲ့ခလေးကစားကွင်းစကရိယာအဆောင်လေးနဲ့ဂျင်းလေး ကျဲဝန်းတဲ့ကားပတ်ကဲနှစ်ထပ်ခမ်းမစပါ24နိုင်3နိုင်တဲ့ဒက်လိကနှစ်စင်ဂျိုရုရုပ်မြင်သံကြားစနစ်ဖုန်းလိုင်းအဆောက်အုံတွင်သုံးဆက်သွယ်ရေးစနစ်24နိုင်ပြည့်ဝ3နံပါတ် Wi-Fi ရေးစနစ်မီစနစ်မီပြတ်ရင်ချက်ချင်းလိုပဲမဲ့ generator မီဇက်ကိုပိုင် transformer 24နိုင်လုံခြုံရေးစနစ်ဂလင်တန်ခမ်း foundation အကျဲဝန်းမျိုးစောက်လိုက်ပြီးတိုက်ရိုက်တိုက်ပြီးတိုက်စီစိတ်ကြိုက်ဝွေးချဲဝယ်ယူနိုင်ပါတယ်တဲ့ ရှုခင်းကောင်းဆုံးခန်းကိုရွေးချယ်နိုင်ဖို့ဆက်သွယ်ပါဆိုပြီးအဲ့ဒီတုန်းကတော့တကယ့်ကိုဝုန်းဝင်ကြွကြွကြီးညာခဲ့တာဖြစ်ပါလေ။အဲ့ဒီ2020က post ကိုတော့မှပြန်ရှာပြီးခုခါမှာတော့အဲ့ဒီ post အောက်မှာပါလူလူကအပြင်းထန်ဝေဖန်မှုတွေအများအများရှိနေတာကိုအတီးတွေ့ရမှာဖြစ်ပါလေ။ဒီ construction ကို consultant လုပ်ခဲ့တာကတော့ TOP Engineering Consultant International Company တဲ့ software company ပါ။ ် TOB ကုမ္ပဏီကနေပြီးတော့ JC လက်ခံတာဝန်ယူစစ်ဆေးခဲ့တာဖြစ်ပါတယ်ဒီ TOB ကုမ္ပဏီကလည်း consultant လုပ်ပြီးနဲ့သူတို့ကဒေယာတွေကိုလက်မိုက်ထိုးခဲ့တာဟာတိတိကျိနေလားငလင်တန်ခံနိုင်ရတယ်မခံနိုင်ဘူးဆိုတာကိုဘယ်လိုမျိုးစမ်းသပ်စစ်ဆေးခဲ့လဲဒါတွေကမေကွန်းထုတ်เสียရတဲ့အများကြီးရှိပါတယ်2020ဖေဖော်ဝါရီ10ရက်နေ့က TOB Engineering Consultant International Company ရဲ့ညချင်မှာပါလဲပါလဲဆိုတော့ Indian Construction ရဲ့ Managing Director ဦးနိုင်ထွန်းလင်ဟာလက်ချမ်းမြောက်တောင်စီမြို့နယ်တွင်ညီအေကအတုံးအေကောက်ဖွဲ့ပေါ်မှာတည်ဆောက်ဆဲကွန်ဒိုမီနီယံ၏အခြေအနေကိုယနေ့နေ့လည်းကမိမိတို့စစ်ဆေးကြည့်ရှုပြီးလိုအပ်ချက်တွေညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်တဲ့ရှင်းလင်းတင်ပြခဲ့ပါတယ်တဲ့အခု အဲ့ဒီတော့ကလည်းတိဆောင်းနေတဲ့ကွန်တိုတွေနဲ့ပတ်သက်ပြီးတော့သူတို့ကလိုက်လံစစ်ဆေးခဲ့ပါတယ်တကယ်တော့ TOB ကုမ္ပဏီဟာဒီ Skypilla ဆောက်ခဲ့တဲ့ကုမ္ပဏီရဲ့ site တိုင်းတော်တော်များကိုသူတို့ကလိုက်လံစစ်ဆေးရတဲ့အဓိကတာဝန်ရှိကြတာဖြစ်ပါတယ်ပြည်သူတွေကတော့ဝေဖန်ထားတဲ့ခြံကလည်းပြည်သူတွေဝေဖန်ထားတဲ့ချက်တွေကိုကောက်နှုတ်ရရင်တော့ကိုယ်တော်မှာဈေးကြီးပေးဝယ်တယ်ဆိုတာကိုယ့်အတွက်စိတ်ဖြစ်အောင်လို့မဆောက်ခင်မြေသားခိုင်ခံ့မှုရှိမှရှိ swine test စစ်ဆေးရပါတယ်တဲ့ ိုင်းရိုက်ဆောင်ရမယ်ဒီလောက်ကတော့ခလေးကအစာတည်တယ်တဲ့6ထက်လုံးကြီးကျွန်ကြတယ်ဆိုတော့ကဟုတ်ကောမဟုတ်ဘူးတဲ့ဘလောက်မြက်လဲတော့မသိဘူးလူတွေတော့အများကြီးတည်သွားပြီအတော်ရက်စတဲ့စီးပွားရေးသမားနဲ့အင်ဂျင်နီယာတွေတဲ့ဝိုင်းပြီးတော့လှုပ်ရက်လိုက်ကြတာတဲ့နောက်ပြီးတော့အင်ဂျင်နီယာတွေကဘလို့စောက်ရမယ်ဘလောက်ကုန်မယ်ပြောတိုင်းလဲတတိကချပေးတာမဟုတ်ဘူးတဲ့ဘာမှနားမလည်တဲ့ finance က financial controller တွေက တချို့ကဝေမရှုပ်ပေမဲ့တချို့ကတထေးကိုအကောင်းစားမတော့အောင်ဝေးတီးပေးတာတွေလည်းအများကြီးရှိတယ်တဲ့ဘလောက်မှတတမ်းရှိသေးတဲ့ကွန်တိုတခုဟာအဲ့ဒီလောက်ကြီးဖြစ်စရာအကြောင်းမရှိဘူးပြီးတော့ငလင်းတန်ခမ်းဖောင်ဒေးရှင်းကိုလျှောင်းထားသေးတယ်တာဝန်ယူတည်ဆောက်ခဲ့တဲ့အင်ဂျင်နီယာတွေငွေကြေးကြိုးမြတ်ယူခဲ့တဲ့ developer တွေအကုန်လုံးလက်ပြလုံးပါစေတဲ့နောက်ပြီးတော့ ငလင်းတန်းခံတယ်ဆိုပြီးဘေးကအင်ဒီတာတော့ပြုတ်မသွားဘူးတဲ့သူတယောက်ထဲပြိုကျသွားတာတဲ့6ထက်မကပါဘူးတဲ့7ထက်3တက်တွဲရှိပါတယ်အနောက်က2တက်ကွန်ပျူတာအရှေ့တက်တိုင်းပေါ်မှာ6ထက်ပဲကျန်နေတယ်စောင်းတာကတာမန်စထရက်ချာနဲ့ပဲစောက်ပြီးမားကတ်တင်းနဲ့တကယ်တော့ကြော်ညာတာပဲတဲ့စထရက်ချာတွေသူတို့နားလေလို့လားတဲ့ခုနောက်ပိုင်းမားကတ်တင်းတွေကရှိသမျှပစ္စည်းအကုန်ကောင်းကြော်ညာပြတော့တဲ့အန်အောစရာကြီးတဲ့အခုနောက်ပိုင်းပုံမှန်ပဲစောက်ပြီးခန်းတွေရောင်းရဖို့ marketing ကိုအကြတာတဲ့ဘလို့တာဝန်ယူမှုတာဝန်ခံမှုတွေရှိမှလဲတဲ့နောက်ဆုံးမှသေသွားသူတွေအသက်အတွက်ဘလို့လှုပ်ပေးမှလဲတဲ့ငလင်တန်ခန့်ဆိုတာဟာတကယ်တော့ငလင်လှုပ်ချင်ချက်ချင်းပြိုကျမသွားပဲအထဲမှာနေတဲ့လူတွေအိမ်ပြန်ထွက်ချင်ရအောင်အဆောင်အုံမှာသက်ဆိုင်ရာတက္ကနစ်နဲ့စီမံထားတာကိုပြောတာပါတဲ့ဥပမာ strong column weak beam လုံးဝမပြူတာကိုပြောတာမဟုတ်ပါဘူးတဲ့ငလင်ပြင်းအားများရင်တော့ လူဆော့ဆော့ပြူมาပဲတဲ့ဒါမဲ့အထဲမှာရှိတဲ့သူတွေအတွက်ကတော့အချိန်ရတင်တယ်တဲ့အထဲမှာရှိတဲ့လူတွေအတွက်အချိန်မရဘဲနဲ့တော့ဒါငလင်းတန်းခံတယ်ဆိုပြီးပြောလို့မရပါဘူးတဲ့ structure design ဘယ်လောက်ပဲကောင်းကောင်းမှန်မှန် construction supervision QC မှန်မှန်မကောင်းရင်တော့အလက်ကားပဲတဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ andian construction အနေနဲ့ တကယ်ကိုရှင်းရမယ်ဆိုပြီးပြည်သူတွေကထောက်ပြဝေဖန်ထားတာဖြစ်ပါလေ Andian Construction ဟာအခုကဘယ်နာမည်နဲ့ပဲပြောင်းသွားလဲမသိပါဘူးသူတို့ရဲ့ပေတော်မှမရှိတော့ဘူးလို့ဆိုကြပါဘူးအခုလိုမျိုးမြန်မာနိုင်ငံလေတက်တက်ကနေဓာတ်နဲ့လှိထားသူတို့တချမ်းကြီးဖြတ်ထားတဲ့စကိုင်းပြည့်ရကြီးပေါ်မှာဘယ်ရည်သွေးမြင့်အဆောက်အုံမှမခံနိုင်ဘူးဆိုတာသိထားကြဖို့လိုတယ်လို့ပညာရှင်တွေကပြောပါတယ် ကဘာကြီးရဲ့အပေါ်ဆုံးအလွှာဟာသမုတ်တရရေပြင်ပိုင်းမှာ၄မိုင်ကနေ၆မိုင်လောက်အထိအထူးကုန်းလွှဲပိုင်းမှာမိုင်၃၀ကနေမိုင်၄၀လောက်အထူးရှိတတ်ပြီးအပေါ်ရံမှာတစ်စက်သေးရှိနေတယ်လို့ထင်ရပေမဲ့အမှန်တော့အပိုင်ပိုင်းကိုအပ်ပြီးသူ့ပိုင်းနဲ့သူရွေးရှားကြပါလေလက်ရှိမြန်မာနိုင်ငံမှာတည်ရှိတဲ့ကဘာအပေါ်ရံအလွှာမှာမြေတူကြီးဟာအဓိကအပိုင်ကြီး၃ပိုင်းကိုအပ်နေပါလေအနောက်ဘက်မြေတူမြေလွာတူကြီးပိုင်းကို Indian plate အလဲပိုင်းမြေလွာတူကြီးကို Burma micro plate နဲ့အရှေ့ဘက်မြေလွာတူကြီးပိုင်းကို ရှန်တိုင်းဘလော့လို့ခေါ်ပါတယ်။အဲဒီဘာမောင်းမိုက်ခရိုပရိတ်နဲ့ရှန်တိုင်းဘလော့မြေလွှာဒူဂျီအပိုင်းနှစ်ခုဆက်ဆက်နေတဲ့နေရာကိုစကိုင်းပြက်၍လို့ခေါ်ပြီးတော့မြန်မာနိုင်ငံလေတဲ့တဲ့လောက်ကိုကပ်လိုက်ရင်ဖြတ်ထားတာပါ။ဒီစကိုင်းပြက်၍ဟာကီလိုမီတာ1200ကျော်ရှည်ပြီးတော့လူနေထူထပ်တဲ့မန္တလေးရမဲသိမ်းပြင်မနာနေပြီးတော့တောင်ငူပုဂိုးမြို့ကြီးတွေကိုဖြတ်ပြီးမုံတမပင်လယ်ကွယ်တဲ့ထိုးဝင်သွားတာပါ။ စကိုင်းပြည့်၍နောက်ဘက်ပိုင်းကဘာမမိုက်ခရိုပလိတ်မြေလွာသူကြီးဟာရှေ့မြောက်ဘက်မျက်နှာမူပြီးတနစ်ကို31ကနေ35မီလီမီတာထိရွေးရှားနေပါလေ။အရှေ့ပိုင်းကရှန်တိုင်းဘလော့မြေလွာသူကြီးဟာရှေ့တောင်ဘက်မျက်နှာမူပြီးတနစ်ကို32ကနေ40မီလီမီတာထိဆန့်ကျင်ဘက်ရွေးရှားနေပါလေ။တဖြည်းဖြည်းချင်းပွတ်တိုက်ရွေးရှားနေကြခြင်းမသိတာပေမဲ့တစ်ခါတလေပြန်လည်ဆွဲရဖို့ခန္ဓာရေကုန်ပြီးပြတ်ထွက်သွားတဲ့အခါမှာ ရုတ်တရက်ပိုးလုံရှားပြီးတုံခါမှုတွေဖြစ်သွားတတ်တာကအင်အားပြည့်တဲ့ငလျင်ရဲ့ဖြစ်စဉ်ပါ။တိကဆွဲအားဖြစ်တဲ့ဘုဂျမဟာမြေပြင်နဲ့ပိုနီးလေအင်အားပိုပြင်းလေဖြတ်အားပိုပြင်းလေပါပဲ။ဒါမြန်မာနိုင်ငံမှာငလျင်ခဏခဏလောရတဲ့အကြောင်းရင်းဖြစ်သလိုဘဟုချက်မဟာမြေပြင်နဲ့ပိုနီးဆက်သွားတဲ့အတွက်ပုံပုံအင်အားပြင်းထန်သွားတဲ့မနေ့ကလောက်ခတ်ခဲ့တဲ့ငလျင်ကြီးရဲ့ဖြစ်စဉ်လည်းဖြစ်ပါတယ်။ စကိုင်းပြည့်ပြည့်တလျှောက်မှာမြောက်မိုင်40နက်ထိဘယ်နေရာမှာမဆိုတဖက်နဲ့တဖက်အင်အားမြင့်ထိတွေ့ပတ်တိုက်မှုဖြစ်ပေါ်နိုင်ပြီးနေရာတိုင်းမှာငလင်ဗဟိုချက်ဖြစ်နိုင်ပါတယ်စကိုင်းပြည့်ပြည့်တယောက်ငလင်ဟာစဉ်စမပြတ်ဖြစ်ပေါ်နေပြီးအင်အားပမာဏနည်းများပုံမူတည်ပြီးလူသိမသိဆိုတာပဲကြွားချသွားတာပါစကိုင်းပြည့်ပြည့်ကို Aquafort Super Highway ဒီလိုမျိုးသတ်မှတ်ထားသလိုတောင်လိုက်တုတ်ခါလိုက်တဲ့ပုံမြန်တဲ့အင်မတန်ဖြတ်အားပြင်းတဲ့ငလင်တွေကိုဖြစ်စေနိုင်တယ်လို့သတ်မှတ်ထားပါတယ်။မြင်းဖြောင့်ဆက်ဆက်ပုံတံရကပောက်မအရှိလျားသောမြင်းဖြောင့်ပြည့်ရဖြစ်နေသလိုဖြောင်တန်းနေလို့လည်းဖြတ်အားကပိုပြင်းထန်ပါလေ။ဒါကြောင့်ငလင်လောက်ခတ်စဉ်စကိုင်းပြည့်ရတစ်လျှောက်စင်တီမီတာနဲ့ငယ်ကနေမီတာစေကနန်းထိမြေကြီးတွေကိုယ်အပ်ပြတ်တော့ကျွန်ကြတာမျိုးဖြစ်နိုင်ပါလေ။ဘဲခိမီနိပညာနဲ့စောက်ထားတဲ့အဆောက်မှာဒီလိုမျိုးမြေကြီးကျွန်ကြသွားတာကိုခံနိုင်ရမရှိပါဘူး။ အကောင်းဆုံးကစကိုင်းပြည့်ရွေတိချောက်ကိုမြေမြန်မာတိုင်းတာပြီးစောင့်ကြည့်ဖို့လိုလာပါပြီစကိုင်းပြည့်ရွေပေါ်မှာထမြင့်အဆောက်အုံတွေရေလောင်းတမန်တွေဆောက်လုပ်မှုကိုကန့်သတ်ဖို့လိုပါတယ်စကိုင်းပြည့်ရွေနဲ့ကီလိုမီတာရာခိုင်နှုန်းအကွာဝေးတွင်ထမြင့်အဆောက်အုံတွေကိုငလျင်တန်းခန္ဓာရည်တွက်ချက်ပြီးမှဆောက်လုပ်ခွင့်ပြုဖို့လိုပါတယ်စကိုင်းပြည့်ရွေဟာကမ္ဘာပေါ်မှာလူအများဆုံးကိုသိစေနိုင်တဲ့ငလျင်ရဝန်းကြီးနေရာဆိုတာမြန်မာပြည်သူပြည်သားတွေဟာအင်မတန်သိဖို့လိုပါတယ် အခု sky villa စင်မကောင်းဘွယ်ဟာဖြစ်စဉ်ကြီးမှာ sky villa ရဲ့စောက်ထားတဲ့ပုံကို ကြည့်ရရင်တော့ပြောရရင်ကားပါကင်တွေအတွက်အောက်ခြေမှာစူးချုပ်ထားတော့လူကိုခြေထောက်ကျိုးတုပ်ပြေးခိုင်းတယ်လို့ငလင်ကဘေးတိုက်ရန်ခါလှုပ်ခဲ့တဲ့အခါမှာခြေကိုရိုက်ချိုးတယ်လို့အခြေကားစကျိုးကျပြီးအ мян ပြိုလဲတာပါပဲပီးစလွယ်ဒီဇိုင်းနဲ့ဆော့လို့ရတာဝန်မဲမှုဟာလူတွေအများကြီးသိစေခဲ့တဲ့တရားခံမှာ Sky Villa မှာနေထိုင်သူတွေကိုသေဆုံးမှုမှာဘသူတာဝန်အရှိဆုံးလဲဘသူတွေဆက်ဆက်ပါဝင်မလဲသူတို့အုပ်စုလိုက်ကြီးကျူးလွန်ကြတာလားအဆောက်အဦဆောက်ရမယ်အောင်ဗာတီကယ်လှုပ်ဆူတဲ့မြေကြီးပေါ်မှာအဆောက်အုံတည်မြဲနေအောင်ထမ်းထားနိုင်အောင်အဆောက်အုံရဲ့ကိုယ်ပိုင်အလေးချိန်အဆောက်အုံပေါ်မှာနေထိုင်တဲ့လူတွေအဆောက်အုံတစ်ခုပေါ်မှာဝန်ဆောင်ထားတဲ့လူတွေ ပရိဘောဂတွေမော်တော်ကားတွေကိုထမ်းထားနိုင်အောင်သာမကငလင်ကြောင့်ဖြစ်ပေါ်တဲ့ဘေးတိုက်တုံးအားကိုခံနိုင်အောင်ထည့်သွင်းစဉ်းစားတိစောက်ရပါတယ်။မန္တလေးရန်ကုန်နေပြည်တော်လိုမြို့ကြီးတွေမှာအဆောက်အုံစောက်မယ်ဆိုရင် Active 4G ဖြစ်တဲ့ Sky ပြည့်၍ကြောင်းနဲ့အလွန်နီးလို့အဆောက်အုံတွေအထူးသဖြင့်လူပေါင်းများစွာနေထိုင်တဲ့အဆောက်အုံတွေဆိုရင်နှစ်တရာမှာတစ်ခါလောက် လုံးမဲ့ငလင်ကြီးတွေမှာအဆောက်အုံတွေမှာပျက်စီးမှာကျင်းတည်ပေမဲ့လုံးဝကြီးပြုမသွားအောင်တာမန် စစ်ရစ်စတာစကေးပက်လက်ငလင်းလေးကိုခန္ဓာရည်ရှိအောင်ထဲသွင်းစဉ်းစားအောင်ပါ။ဒါအပြင်မန္တလေးလိုအင်ပေါင်းများစွာရှိရာရမှာတိဆောက်ထားတဲ့မြို့ကြီးမှာအဆောက်အကြီးမားမားစောက်မယ်ဆိုရင်အဆောက်အဦးရဲ့ foundation ကိုငလင်းတန်းခန္ဓာရောင်ပိုင်ရိုက်တိဆောက်အောင်ပါတယ်။ဒါကြောင့် Sky Villa တိုက်ခန်းရောင်ကြောင့်ကြောင့်ကြည့်တဲ့အခါအဆောက်အုံရဲ့ foundation မှာငလင်းတန်းခန္ဓာရောင်စောက်ထားတယ်ဆိုပါတယ်။ဒါမဲ့ strap super structure ဆိုတဲ့ပိုင်ကိုငလင်တက်ခံနိုင်အောင်ဘယ်လိုဆောက်လုပ်ထားရလဲဆိုတာတော့မရှိပါဘူး။ဒါကြောင့်အဆောက်အဦရဲ့မြေပေါ်အပိုင်း super structure ရဲ့မြေကလေးခံနိုင်မှုကိုထည့်သွင်းမကျင်ညာထားခြင်းကအဆောက်အဦဆောက်လုပ်သူရဲ့မြို့တောင်းမှုလို့ဖော်ပြနေပါတယ်။အဆောက်အဦရဲ့ super structure ဖြစ်တဲ့ပိုင်ဟာအခုလိုပြောကြခြင်းဒီကအကြောင်းရင်းကို super structure မှအဖြစ်ရှာဖို့ဖြစ်လာပါတယ်။ ပုံချိုးတဲ့ငလင်မလုံးက Google App ပုံရဆိုရင် Super Search မှာငလင်တန်းကိုခံနိုင်ဖို့အရန်ခတ်တဲ့ငလင်တန်းခံအဆောင်တွေမှာတက်နိုင်တဲ့လောက် short သုံးတဲ့ shopping တွေကိုအများပြားတိစောက်ထားတာတွေ့ရပါလေ။ဒါပြင် Skyvilla အဆောင်ပြတာပြတော့တွေ့ရတဲ့တိုင်ကျိုးတွေဟာလည်းအဲ့ဒီနေရာတွေမှာရှိပါလေ။ Google Map မှာပုံနေတဲ့ပုံရဒီနေရာဟာ Skyvilla ရဲ့ tower လေးလုံးကိုတစ်ခုနဲ့တစ်ခုဆက်ထားတဲ့နေရာအချမ်းဖြင့်မှတ်နိုင်ပါလေ။ ဒါကြောင့်ဒီနေရာဟာကားပါကင်ဖြစ်ရဆိုရမှာပါ။ကားပါကင်ကိုတစနေထားပြီးလူနေထက်တွေကိုတာဝါ၄လုံးခွဲထားတယ်လို့အကြံဖြင့်မှတ်ယူရမှာပါ။နိုင်ငံကမှာထက်မြင့်အဆောက်အုံဆောက်လုပ်တဲ့အခါအောက်ခြေလွှာမှာ shopping center တွေကားပါကင်ကြီးတွေရအောင်မြေပေါ်အဆောက်အုံတွေကိုတစ်ဆက်တည်းဆက်ဆက်တည်ဆောက်ပြီးအပေါ် residential အလွှာတွေမှာသာလေဝင်လေထွက်ကောင်းခွဲပြီးတည်ဆောက်ကြတာတပါပါပါ။စင်ကာပူက Marina Bay Sands ဆောင်းဟာဒီလိုတိဆောက်ထားတာပါဒီဒီဇိုင်းမျိုးတိဆောက်မယ်ဆိုရင်ငလင်းလှုပ်ရင် အင်အားချင်းမတူလို့လှုပ်ရှားမှုမတူတဲ့တာဝါဘေးဒင်းတစ်ခုချင်းစီနဲ့အောက်ပိုင်းက multi function hall ကြီးရဲ့ဆက်ထားတဲ့အလွာတွေဟာငလျင်လုံးရင်ပြင်းထန်ဆုံးခံရမယ့်နေရာတွေပါ။ဒါကြောင့်ဒီနေရာလေးရဲ့ structural design ကိုတေချာတွက်ချက်ပြီးငလျင်လုံးရင်ဘယ်လိုခုခံမလဲဆိုတာတေချာတွက်ချက်ဖို့လိုပါလေ။ဒါမှသာငလျင်လုံးရင်ဒီနေရာတွေက structural member တွေကိုမပြည့်စည်အောင်အဲဒီကနေစင်ပင်မဆောင်တွေပြုံမကျအောင်ထိန်းထားနိုင်မှာဖြစ်ပါလေ။ ဒီနေရာလေးမှာအတန်ကြောင်းလေးပို့ထဲတာ၊ Jenkins thread တွေကိုပို့ကြည့်အောင်ဒီဇိုင်းလုပ်တာ၊ short collar နဲ့ short bin ဆိုတဲ့ငလင်အားကိုအခြားခဲခန်းဖွင့်တွေနဲ့ငလင်လောက်ရမှာ frequency ကွဲစီမှုများပြဆဲတာတွေကို short ချဖို့လိုပါတယ်။ပြောရမယ်ဆိုရင်ဒီ modification hall နဲ့ resident tower ဆက်စပ်တဲ့အပေါ်သုံးလောက်အောက်သုံးလောက်လောက်ကတိုင်တွေကိုအထူးဒီဇိုင်းလုပ်ရမှာပါ။ Skyline design ကိုကြည့်တဲ့အခါမှာအဆောက်အုံလေးခုလုံးဟာတီးကြားစီဒီဇိုင်းလုပ်ထားပြီး car parking နဲ့ မာတီဖက်ရှင်နယ်ဟောနီယာဟာကြာမှာဆက်လက်လေးလောင်းဖို့ငလင်းလှောက်အောင်အရန်အန္တရာယ်များတဲ့ shopping တွေကိုထည့်သွင်းထားပါတယ်ဒါဟာ transfer story ဆိုတဲ့ငလင်းတန်းကြောင့်လှုပ်ရှားမှုလုံးဝလုံးဝမတူနိုင်တဲ့တာဝါလေးလုံးရဲ့လုံးချင်းစီရဲ့မတူညီတဲ့လှုပ်ရှားမှုတွေအောက်ခြေ multifunctional hall ရဲ့လှုပ်ရှားမှုတွေဟာအချင်းချင်းရိုက်ခတ်ရင်ငလင်းတန်းကနည်းနည်းနဲ့ပိုပြီးတော့ပြိုကျသွားတာဖြစ်ပါလိမ့် ဒီ skyline villa အဆောင်ပြေချက်မှာအဓိကတောင်းရှိဆုံးကတော့ဒီ transfer story တွေကိုသေးကြ design မထုတ်တဲ့ပြင်အဲ့ဒီနေရာဒီမှာပြီးစလဲဘင်းတွေထည့်ပြီးဆက်ထားတဲ့ design ကိုရွေးတာဖြစ်လို့ငလင်တန်ကိုလစ်လူရှူထားတာဖြစ်ပြီး design engineer ဒါမှမဟုတ် team မှာတောင်းဝင်ရှိတယ်လို့မှတ်ချက်ချအောင်ပဲဒီ design ကို compute ပေးတဲ့သူတွေမှာလည်းတောင်းဝင်ရှိတယ်လို့ဒီ design ကိုတောင်းဝင်ယူတည်ဆောက်ရောင်းစားတဲ့ deploy တွေမှာလည်းအဓိကတရားခံဖြစ်နိုင်ခြင်းများတာပဲဖြစ်ပါတယ် structure design engineer အဖွဲ့လို့တောင်းဝင်ကြီးကြီးရှိနေတာဖြစ်ပါတယ် ဒါဟာဒီဇိုင်းပိုင်းဆိုင်ရာကြီးကျယ်မှားယွင်းတယ်လို့ပညာရှင်တွေကထောက်ပြပါတယ်။ဒါကြောင့် scan villa ပြောကြောင်းမှာဒီကတာဝန်ရှိသူတွေဟာတန်တရားရှိတဲ့ဒီဇိုင်းအင်ဂျင်နီယာအဲ့ဒီတော့ကလက်မှတ်ရေးထိုးခွင့်ပြုခဲ့တဲ့တာဝန်ရှိသူတွေတိစောက်သူ developer တွေကိုခုချိန်ကတည်းကကြိုတင်ရေးယူစစ်ဆေးနိုင်ဖို့ထမပြေးခင်ကြိုတင်တားဆီးဖို့လိုပြီးလို့လဲထောက်ပြကြတာဖြစ်ပါတယ်